မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ10ရက်မိလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့ပြည်ရင်းခြေနေတွေအရလေရင်တွေမရှိမဖြစ်လိုအပ်နေတယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပါမယ်လေရင်ရဟတ်ရင်တွေနဲ့ drone တွေ UAV တွေပါအဝင်လေကြောင်းစွမ်းအရင်းမြစ်တွေဟာမရှိမဖြစ်လိုအပ်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်စစ်ကောင်ပြင်တတ်ဖို့တတ်တော်ဝင်လာတဲ့ တယူပုဆောင်ရေးလီရင်ရဟရင်၅စီထုတ်ဖော်ပြသမှုကိုနိုဝင်ဘာ9ရက်မနေ့ကနေပြည်တော်လေတက်စကန်ဌာနချုပ်မှပြုလုပ်ခဲ့ပြီးမင်းကွန်ပြောကြားရမှာစစ်ကောင်းဆောင်ကအခုလိုပြောဆိုခဲ့တာပါစစ်ကောင်းမြစ်တပ်ဘူ18တယူပုဆောင်ရေးလီရင်၅စီနဲ့ MI38 ရဟရင်၃စီစုစုပေါင်း၅စီတက်တော်ဝင်လာကြောင်းသတင်းထုတ်ပြန်လာတာပါတရုတ်နိုင်ငံထုတ်18လီရင်တွေဟာတယူပုဆောင်ရေးလီရင်တွေဖြစ်ပေမဲ့လက်ရှိမှာစစ်ကောင်းမြစ်တပ်ကဝုံကျဲတိုက်ခိုက်မှုတွေမှာပါထည့်သွင်းသုံးပြနေတာပါ MI38 ရဟရင်တွေဟာ ရုရှားနိုင်ငံထုတ်မတ်စုံသုံးရဲရင်တွေဖြစ်ပြီးရခိုင်ကစစ်ကောင်စီတပ်မှအုံပြုခဲ့တာမရှိဘူးလို့ CDM တမတော်သားဗိုလ်ကြီးစင်ရော်ကပြောပါတယ်။လက်ရှိတုံးနေတဲ့ MISM တွေထက်အကြမ်းပြင်းနဲ့စပုံတင်နိုင်တဲ့အတွက်လူနာကောက်ရိတ်ခါဖို့ခဲယံဖို့ကျင်းညာတော်ဖို့ဖို့အဓိကသုံးမှာဘောလို့ဆိုပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲပြုလုပ်ပြီးရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့အဆိုရဖို့အာဏာလွှဲဖို့ဂျိုးပန်းနေပေမဲ့ပြည်ရင်းပြည်ပအဖွဲ့အစည်းတချို့အနေနဲ့ရွေးကောက်ပွဲပြပြအောင်ညီမျိုးစုံနဲ့လှုပ်ဆောင်နေတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။ဒါ့အပြင် ၎င်းတို့စစ်ကောင်စီတပ်ဖို့ဆန့်ကျင်တိုက်ခိုက်နေတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုညှို့ဆို့ပြီးအရင်နေနေပြီလို့သူကပြောပါတယ်။ဆက်လက်ပြီးတော့နှောပင်ရွာကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ဝင်ရောက်မိရှို့နေလို့နေအင်း၂၀ကျော်မိလောင်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်။စခိုင်းတိုင်းရှုဖို့မျိုးနဲ့နှောပင်ကြီးရွာကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ဝင်ရောက်မိရှို့ခဲ့တာကြောင့်အင်ဂျင်၂၀ထက်မနည်းမိလောင်နေတယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ရဲ့တာဝန်ရှိသူစီကသိရပါဗျ။နိုဝင်ဘာ၈ရက်မနေ့၄နာရီခန့်မှာ ဝက်လန်မြို့နယ်ဆိုင်နယ်လေးကြီးရွာဘက်ကနေပြန်လာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းဟာနှောမင်ကြီးရွာတဲကိုဝင်ပြီးမိရှုခဲ့တာလို့ဆိုပါတယ်ရွာကန်တွေကအရင်ကတည်းကတင်းရှောင်နေကြတာကြောင့်မိရှုခံရတဲ့အခြေအနေကိုတော့မသိရသေးဘူးလို့ချွေဖုံမြို့နယ်ဘက်ကဖရဲ့တာဝန်ရှိသူကပြောပါတယ်စစ်ကောင်ပြည်စစ်ကြောင်းကမိရှုခဲ့လို့လက်တလုံးမှာနှောမင်ကြီးရွာကနေ20ကျော်မိလောင်မျက်စိနဲ့ပြီးမိမငိမ့်တက်နိုင်သေးတာကြောင့်မိလောင်မျက်စိမှုပမာဏပုံများနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာ9ရက်ကနေ9ရက်အတွင်းဝက်လက်မြို့နယ် ခေါ်တော်မူကြီးတမာကုန်းထုံးဘူတတဦးကျွာတော်ကုန်းကြီးရွာနဲ့ရွှေဘုံမြို့နယ်ဘုံဘွေရွာကနေ20ကျော်ကိုမိရှုကကြီးတဲ့အလို့ဆိုပါတယ်စစ်ကောင်မရှင် ထောက်ခံ Telegram Channel တွေမှာတော့နှောပင်ရွာကိုဒေသခံကာကွယ်ရေးတပ်တွေကမိရှုနေတယ်ဆိုပြီးဝါဒဖြန့်ရေးသားထားတာကိုတွေ့ရပါတယ်ရွှေဘုံမြို့နယ်မှာအော်တိုဘန်20ရက်ကလေးကစလို့စစ်ကြောင်းထိုးနေတာကြောင့်ဘုံဘွေတာကနန်းရှားတော်ဇီးတော်ရင်းမာအောင်ချမ်းသာရွာတဲ့နှောပင်တနက်ချောင်အပါ ကျေးရွာပေါင်း30ထက်မနည်းကလူဦးရေ3000ကျော်စစ်ပေးရှောင်နေရပြီးနေရက်မပြောင်းကြရသေးဘူးလို့ကြည်ရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဘုံချဲပြတ်သွားတဲ့ဂျိုင်ယိုကော်ပိုရာလမ်းမပြတ်ကြလို့စစ်သားနဲ့ဦးတည်ဆောင်ခဲ့တဲ့တဲ့မှာပပိုးတိုင်းဖြူမြို့နယ်တခွန်နိုင်ရွာနဲ့ဥပြက်တရားနီးမှာစစ်ကောင်စီတပ်ရဲ့ဂျိုင်ယိုကော်ပိုရာတစည်းပြတ်ကြပြီးစီးနေလာသူနဲ့ဦးတည်ဆောင်ခဲ့တယ်လို့ပပိုးတိုင်းစစ်ဌာနတာဝန်ရှိသူစီကကြည်ရပါတယ်။ပြတ်ကြတဲ့ဂျိုင်ယိုကော်ပိုရာအပါအဝင်နှစ်စီးဟာနိုဝင်ဘာ6ရက်နေ့လယ်တနာရီခွဲဝင်းကျင်မှာဖြူမြို့နယ်မကြီးကုန်းတော့ရွာကို ုံချဲပြီးပြန်လာခြင်းတစည်းကပြကြခဲ့ရလို့ဆိုပါရယ်စီနေလာသူနှစ်ဦးရဲ့အလောင်းကိုစစ်ကောင်မရှင်ရာ30နဲ့ချက်ချင်းပြန်ကောက်သွားပြီးအလောင်းနှလောင်းနဲ့အတူနှက်လက်ပါတယ်လို့စစ်ကောင်မရှင်တွေကသတင်းပြန်ရတယ်လို့ပြည်သူတွေရဲ့သတင်းပေးပို့မှုနဲ့တီးခဲ့ရတယ်လို့ဗကုတိုင်းစစ်ဌာနတာဝန်ရှိသူကပြောပါရယ်အဆိုပါဂျန်ယုံကော်ပရာနစီဟာမကြီးကုန်းတော့ရွာကဘုံချဲချေနေမှာရှိနေတဲ့အသက်55နှစ်အရွယ်ဥမောင်ငယ်ဆိုသူမှာဘုံစာမန်ဘိုက်ပွင့်ထွက်တရာနဲ့နေရာနေတည်ဆုံးပြီးနေင်းချောင်းလုံးပြည့်စည်ခဲ့တယ်လို့ဆိုပါတယ်။ပြကြခဲ့တဲ့နေရာဟာ ဥပ္ပဒရာရှိစစ်ကောင်မရှင်ကိန်းတဲ့နေရာကြောင့်အပြည့်စည်အခြေအနေကိုမှတ်တမ်းမယူနိုင်ခဲ့ပဲတိစုံသားတဲ့စစ်ကောင်မရှင်တပ်သားအလောင်းတွေကိုတော့တောင်ငူမျိုးဘက်ဖို့သိဆောင်သွားပြီးတကြုံမဲလို့သိရကြတဲ့သူကဆက်ပြောပါဗျ။ပြီးခဲ့တဲ့အော်တိုဘာ၁၆ရက်မနက်စင်နာရီခန့်မှလည်းဘကိုးတိုင်းလက်ပတိုင်းမြို့နယ်တရချောင်းကြီးရွာနီးမှာစစ်ကောင်မရှင်တပ်တွေအုံပြုတဲ့တံမိုးမြေဒရုန်းတစ်စီးပြက်ကျခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးပါကတော့စစ်ကောင်မရှင်တပ်ကကားနဲ့လိုက်ပစ်ခတ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့တဲ့တဲ့တွင်မှာ စကိုင်းတိုင်းမော်ရမြို့နယ်ကျပိုင်ကြီးရွာလမ်းစုံနီးမှာဆိုင်ငယ်စည်းလာတဲ့ဒေသခံကာကွယ်တပ်ဖွဲ့ဝင်၄ဦးပြစ်ခတ်ခံရပြီး၃ဦးကြာဆုံးခဲ့တယ်လို့ဝန်ယာချေဆိုင်ဒေသကာကွယ်အဖွဲ့ဝင်တွေစီကသိရပါတယ်။နိုဝင်ဘာ9ရက်ညနေ9:00နာရီခန့်မှာငကတွင်းရွာဘက်ကနေကျပိုင်ကုတော်ပလင်လမ်းအတိုင်းဆိုင်ငယ်နစီးနဲ့လာတဲ့ကာကွယ်တပ်ဖွဲ့ဝင်၄ဦးကို Honda Fit ကားနဲ့လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလိုက်လံပြစ်ခတ်ခဲ့ရာတအူးကတော့လုံမြောက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါလွတ်မြောက်သွားတဲ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကိုလိုက်လံပစ်ခတ်စင်ပါလေပြည်သူတို့ကိုကြီးထိမှန်ခဲ့တယ်လို့မုံရခရိုင်အခြေဆိုင်ဒေသကာကွယ်ရေးအဖွဲ့ဝင်တို့ကပြောပါတယ်တစ်ဆုံသားသူ၃ဦးဟာရင်းမပဲခရိုင်အခြေဆိုင်တရင်တွေကဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်ကအတည်ပြုပြီးတပ်ဆိုင်ရာဖွဲ့စည်းတွေဘက်ကတော့ထုတ်ပြန်ကြေညာတာမရှိသေးပါဘူးအလောင်းတွေကိုတော့နိုဝင်ဘာ၈ရက်ဒီမနက်ပိုင်းမှာနီးစက်ရဒေါ်လာရင်းတပ်ဖွဲ့တစ်ခုကကောက်ယူပြီးတကြိုပြင်ဆင်နေတယ်လို့သိရပါတယ်ဒါအပြင် ပြစ်ခတ်မှုအတွင်း ြည်တိမှန်ခဲ့တဲ့အသက်40ရွယ်ဒေတာခံမျိုးသားဘုရောမိသားစုတွေကမုံရဆေးရုံမှာစေဝူတာပေးနေတယ်လို့သိရပါတယ်။မြေလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်အတန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်ညမစံတော်ချိန်ည8:00နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။